မြေမြုံရင်အောင်ရေပြေတိုက်မဲ့သူရှိလားလို့ဂျင်းနဲ့ပီတီဖြစ်နေပါပြီဆိုတဲ့အာကမြအောင်အာကမြအောင်ကတော့ပညာပေးဆက်ကားရရရင်ပရိသတ်အပေးမှုကိုရရှိခဲ့ပေမဲ့နောက်ပိုင်းမှာတော့ပရိသတ်ဝေဖန်မှုကိုခံနေရတဲ့သူပါအစပိုင်းမှာတော့တကယ်ဖြစ်ရမယ့်ဇလန်တွေကိုပရိသတ်တွေသိမြင်အောင်စင်ကြင်နိုင်အောင်ပုံပေါ်ရိုက်ကူးပေးမယ်နောက်ပိုင်းမှာတော့ဇလန်ဆက်အင်တွေကပေါ်တော်တော်ဖြစ်နေတာလည်းဖြစ်ပါတယ်အသာစားကျလို့ဝက်ဖြစ်သွားတဲ့ဇလန်ဆိုရင်ရုပ်တည်မရှိလို့ပရိသတ်တွေစားမဝေဖန်ခံနေရတဲ့အထိပဲဖြစ်ခဲ့ပါတယ်ဖြစ်ရမယ့်ဇလန်တချို့မှာလူကြိုက်များပြီးအောင်မြင် ခဲ့တဲ့အာဂမြောင်ကတော့အခုနောက်ပိုင်းမှာလဲမနှောရဲ့မိချောသချင်းကိုဖျော်ဖြေရင်းနဲ့ပရိသတ်တွေရဲ့ဝေဖန်ခြင်းကိုထပ်မံရေးခံခဲ့ရပြန်ပါတယ်။ဇကားတွေကလည်းပေါ်ကဆန္လာတလို့သချင်းဆိုတဲ့နေရာမှာလဲဟာတာဖြစ်နေတာကြောင့်ပရိသတ်တွေဝေဖန်လောင်ပြောင်ခြင်းကိုခံခဲ့ရပေမယ့်အခုတစ်ခါမှာတော့တားလေးမျက်နှာကြောင့်အမျိုးသမီးတူကြီးကရောက်ခမကြီးဆိုပြီးချစ်စနုံနဲ့ဝမ်းဝမ်းခံနေရပြီလို့သိရပါတယ်။အရင်ကတော့ပေါ်ကတွေရိုက်တဲ့ ပေါ်မီသမီးဆိုပြီးလောင်ပြောင်နေကြပေမယ့်အခုဆိုရင်တော့ကိုရီးယားဆန်တဲ့သားလေးပုံစံကြောင့်အလုံးကဝိုင်းချစ်ခြင်းကိုခံခဲ့ရတာပါအကမြအောင်ကတော့မကြသေးမင်ကသားလေးကိုပရိသတ်တွေရှိကိုပွဲထုတ်လာခဲ့တာပါအကမြအောင်ကတော့တာဖြစ်သူခန့်သွင်းထူကိုမင်းသားလုခိုင်းမယ်ဆိုတဲ့စိတ်ကိုနဲ့ပရိသတ်တွေကိုမိတ်ဆက်ပေးခဲ့တာလည်းဖြစ်ပါတယ်တာဖြစ်တဲ့ခန့်သွင်းထူကတော့ ိဘတွေရဲ့နှုတ်ပညာသွေးအပြည့်ပါတယ်လို့ဆိုရမှာပါငငယ်တွေကအမေဖြစ်သူနဲ့အတူစကားတချို့မှာပါဝင်ရက်ကူးခဲ့သလိုအခုကမှလည်းမိသားတယောက်ဖြစ်ခြင်းနဲ့စိတ်နဲ့အနှုတ်ပညာလောကတွေကိုဝင်ရောက်လာတာလည်းဖြစ်ပါတယ်အကမြောင်တို့စနေမောင်နှံကတော့တားဖြစ်သူဖြစ်ခြင်းနဲ့စိတ်ကူးကိုအကောင်းဆုံးပုံဖော်ပေးသွားကြမှာပါအဖြစ်ဖြစ်သူကဒရိုက်တာတယောက်ဖြစ်သလိုစကားတွေကိုကိုယ်တိုင် ထုတ်လို့ရက်ကူးနေသူမို့တားလေးကိုမိသားတင်မို့လုပ်နေကြတာလည်းဖြစ်ပါတယ်ခန့်သွင်းသူကတော့ မင်းသားလို့ဖို့အခုမှစလုံးရေးစတဲ့အဆက်မှာပဲတတော်ကိုနာမည်ကြီးနေပါပြီ အမေဖြစ်သူကပြိသက်တွေနဲ့မိတ်ဆက်ပေးရုံပဲရှိပေမဲ့အစင်းလေးဆိုပြီးလိုင်မောက်မှာနာမည်ကြီးလာခဲ့တာပဲဖြစ်ပါတယ်သူ့ရဲ့ပုံစံကိုတာမန်ပုံစံပဲဆိုပြီးတော့တက်တက်မလုပ်တဲ့ပြိသက်တွေလည်းရှိနေပေမဲ့ကြိုက်တဲ့သူတွေကတော့ဆယ်လေးတယောက်လိုဆက်ဆံနေကြတာပါသူတို့တာမီအပြင်သွားတဲ့ခါမျိုးမှာလည်းနာမည်ကြီးနှုပညာရှင်တွေကိုတွေ့သလိုမျိုးဓာတ်ပုံဝိုင်းရတဲ့အထီးဖြစ်လာခဲ့ပါတယ် မင်းသမီးတယောက်ဖြစ်တဲ့အာကာမြောင်ကိုလည်းတပုန်နေဝိုင်းရိုက်ခဲ့ကြသလိုသားလေးနဲ့လည်းတွဲရိုက်တဲ့မိန်းကလေးတွေကလည်းမနေ့မနေ့ဖြစ်လာခဲ့ပါတယ်။ကောင်မလေးတွေကတော့အမေဖြစ်သူထက်သားလေးနဲ့တွဲရိုက်တာကိုရှင်းတဲ့ပီတိဖြစ်ပုံရနေပါတယ်။ ခန့်တယ်သူကတော့နုပညာအလုံးနဲ့ပတ်သက်ပြီးဘာမှမလုပ်ရသေးပေမဲ့မင်းသားတစ်ယောက်လိုမျိုးအောင်မြင်နေကြတာလည်းဖြစ်ပါတယ်။ခန့်တယ်သူကတော့တော်တော်လေးကိုကံကောင်းတဲ့သူတစ်ယောက်ပါ။အနုပညာလောကမှာမင်းသားတစ်ယောက်ဖြစ်ဖို့စူးစမ်းစရာမလိုအောင်မိဘတွေရဲ့နောက်ခံမှုရှိတဲ့ပြင်အားပေးတဲ့ပရိသတ်တွေကလည်းအဆင်သင့်ဖြစ်လို့နေပြီးပဲဖြစ်ပါတယ်။အာဃာမြအောင်ကတော့ တာဖြစ်သူရဲ့စမ်းကြောင်းမိဘတယောက်အနေနဲ့ချင်းပီတီဖြစ်မှာတော့အသေးချာပါပဲအရင်ကတော့ဘာပဲလုံးလုံးဝေဖန်ခံနေရပေမဲ့အခုဆိုရင်တော့တာလေးကြောင့်မျက်နှာပွင့်နေရပြီဖြစ်တဲ့ကြောင်းမြေမျိုးရင်တော့ရှေးပြေးတတ်ခြင်းနဲ့မြေမျိုးသမီးတူကြီးကြောင့်တာမွေးရတာတန်နေဆိုပြီးပီတီဖြစ်နေတဲ့ကြောင်းဝေမျှလာခဲ့တာပါမြန်မာနိုင်ငံကသူမရဲ့အိမ်လေးစီကိုခိတပြန်ရောက်လာတဲ့ဆိုမျက်နှာသူမကတော့တိတ်မကြခင်မှာ DNA ကိုပြန်လဲခွဲခွာသွားရတော့မှာပဲဖြစ်ပါတယ်ခိတခဏပြန်လာချိန်မှာ ်ဖူပြင်းတဲ့ຫນွေရသည်ကသူမကိုကြိုးစိုးနေသလို